Ин глава кмял? Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ30ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ AWR တိုင်းတာပေါင်းမြို့နယ်တဲကိုအရခတက်တော် AA နဲ့ပူးပေါင်းတပ်များရောက်ရှိနေပြီဖြစ်ပြီးတော့စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်များဟာဇန်နဝါရီလ28ရက်နေ့ညပိုင်းကစတင်ပြီးတော့ဇန်နဝါရီလ29ရက်နေ့မနက်ပိုင်းအထိတာပေါင်းမြို့နယ်မှာရှိတဲ့ကြေးရွာများမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့စစ်ရေးသတင်းမြစ်ထံကသိရှိရပါတယ်။တာပေါင်းအဆက်မှာတိုက်ပွဲတွေပြင်းထန်နေပါတယ် ယ်စစ်ကောင်စီဘက်ကစစ်ကူတွေပို့နေပေမဲ့ဖြတ်တောက်ထားနိုင်တဲ့အခြေအနေရှိပါတယ်ရိတ်ခါပို့တဲ့မြို့နယ်ရဲမှုကိုလည်းစနိုက်ပါနဲ့ရှော့ထားနိုင်တဲ့အပေါ်မှာဖိအားပေးပြီးတော့လွတ်နေရတယ်လို့သိရတယ်လို့စီရေးသတင်းရေးမိကပြောပါတယ်အေအေနဲ့ပူပေါင်းတပ်တို့ဟာမကြီးစင်နဲ့တဲပြူရွာများမှာတိုက်ပွဲများဖြစ်ပွားပြီးတဲ့နောက်တာပေါင်းဘက်ကပါ ထိုးပေါက်ဝင်ရောက်လာနိုင်ခြင်းဖြစ်ပြီးစစ်ကောင်စီတပ်ကစစ်ကူနဲ့ရိတ်ခါပို့သွားတဲ့သူများပါတိုက်ခိုက်ခံရပြီးတော့ထိခိုက်ဒေဆုံးသူတွေများပြားနေတယ်လို့သိရပါတယ်။အေအေတပ်များတာပေါင်းတွေကိုဝင်ရောက်လာပြီးတော့တာပေါင်းရဲစခန်းမှုကိုစနိုက်ပါနဲ့တောင်မှပစ်ခတ်ခဲ့ခြင်းကြောင့်ပသိမ်မျိုးကိုအချိန်မရွေးဝင်ရောက်လာနိုင်တယ်ဆိုပြီးစစ်ကောင်စီတပ်မိသားစုဝင်များနဲ့မျိုးကံများပါလှုပ်လှုပ်ခတ်ခတ်ဖြစ်နေကြတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကအေအေတိုင်းအတွင်းမှာအေအေတပ်ဖွဲ့များဝင်ရောက်မလာနိုင်ရေးအတွက်စစ်ကူအများပြားကိုပို့ဆောင်ကခံစစ်ပြင်ဆင်ပြီးတော့တိုက်ခိုက်နေတော့လေ။ မကြီးစင်နဲ့တဲပြူရွာများကနေတဆင့်တာပေါင်းမြို့နယ်အဆက်အထိကိုတိုက်ပွဲများရောက်ရှိလာတာကိုတွေ့နေရပါတယ်။အေဟာအေယာဝတီတိုင်းနဲ့နယ်မြေချင်းထိစပ်နေတဲ့ဂွားမြို့နယ်ကိုသိမ်းပိုက်ပြီးတဲ့နောက်အေယာဝတီတိုင်းအတွင်းမှာရှိတဲ့စစ်ကောင်စီများခံစစ်အထူးပြင်ဆင်ထားတဲ့စခန်းများအထိကိုတိုက်ခိုက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။အေယာဝတီတိုင်းအတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့တင်ကားများပါပို့ဆောင်ပြီးတော့ ခံစစ်ပြင်ဆင်ထားတယ်မကြီးစင်နဲ့ဘောမီတို့အေးအေးလက်ထဲကိုကြောက်ရောက်သွားပြီတဲ့နော်အေယာဝတီတိုင်းအတွင်းမှာရှိတဲ့ရေကြီးမြို့နယ်အတွင်းမှာပါတိုက်ပွဲများဖြစ်ပွားလျက်ရှိတယ်လို့သိရပါတယ်လက်ရှိမှာအေယာဝတီတိုင်းရေကြီးမြို့နယ်ချင်းစုချေးရွာအနီးမှာတိုက်ပွဲများဖြစ်ပွားလျက်ရှိပြီးတော့စစ်ကောင်စီကခံစစ်အတွင်းရေကြီးမြို့နယ်အတွင်းမှာရှိတဲ့ချေးရွာများမှာလုံခြုံရေးတွေတိုးမြှင့်ထားတယ်လို့ဒေသခံများစီကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ AOD တိုင်းနဲ့ရခိုင်ပြည်နယ်အဆက်တိုက်ပွဲများကဒဏ်ရာရရှိလာတဲ့စစ်သားများကိုဖောကားများနဲ့တင်ဆောင်လာခဲ့ပြီးတော့စစ်အရာရှိနှစ်ဦးကတော့စေကူတာမှုခံယူနေတဲ့အချိန်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရွှေတောင်ရံဘုံမီကျေးရွာတိုက်ပွဲကအရာရှိများနဲ့စစ်သားများဟာဒဏ်ရာရရှိခဲ့ပြီးတဲ့နောက်ဇန်နဝါရီလ28ရက်နေ့မွန်းလွဲတနအိကတ်အချိန်မှာပသိမ်မြို့နယ်အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့အမတ်လေးစစ်မြေပြင်စစ်တပ်ရင်းမှာစေကူတာမှုခံယူနေတဲ့စစ်အရာရှိနှစ်ဦးဟာတေဆုံးသွားတယ်လို့သိရပါတယ်။တေဆုံးသွားတဲ့စစ်အရာရှိနှစ်ဦး ဦးကိုရွှေမြင့်တဲမိသူဂျိုဆက်မှာဘဝစည်းစာနာရေးကားဖောကားနှက်စီစစ်သားမိန်းမများလိုက်ပါလာတဲ့ကားများအိမ်စည်းကားများဘုံမှုကားတစီစုစုပေါင်းကားကိုးစီးနဲ့လုံခြုံရေးယူပြီးတော့ မြန်မာနိုင်ငံအလံအုပ်ကနေချင်းမိသကြိုခဲ့တယ်လို့သိရပါဗါဒါအပြင်ရွှေမြင်းတဲမိသကြိုဇက်မှာညအချင်းဘောမီတိုက်ပွဲကနေတေဆုံသွားတဲ့စစ်သားအလောင်းများကိုလည်းဇက်တိုက်ဆိုးတလုံးမိသကြိုမှုများရှိနေပြီးတော့စစ်အခမ်းအနားများနဲ့ညပိုင်းမှာတနက်ပစ်ဖောက်ပြီးသကြိုတဲ့အတွက်ပြည်သူများဟာထိတ်လန့်နေကြတယ်လို့သိရပါဗါအလားတူပဲဇန်နဝါရီလ28ရက်နေ့ညနေ4:45မိနစ်အချိန်ကလည်းချောင်းသာဘက်ကနေအကြမ်းဖက်စစ်တပ်ရဲ့ဖောကာဒစီအပြစ်ပါလာတဲ့ဒဏ်ရာရစစ်ကောင်စီတပ်သားများကိုအမှတ်၄စစ်မြေပြင်စစ်တပ်ရင်းကိုလာရောက်ပို့ဆောင်သွားတယ်လို့သိရပါဗါအဲ့ဒီဒဏ်ရာရစစ်သားများ များဟာရခိုင်နဲ့အေရော်ဒီအဆက်ရွှေတောင်ရံမြို့ဘက်ကဖြစ်တယ်လို့သိရပါတယ်။ရွှေတောင်ရံမြို့မှာရှိတဲ့ဘောမီရွာမှာဇန်နဝါရီလ18ရက်နေ့ကစပြီးတော့အကြမ်းမဆက်တက်နဲ့အေအေဥဆောင်တဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ပြီးတော့အရခတပ်တော်က .263 စခန်းကိုဇန်နဝါရီလ26ရက်နေ့နဲ့ .369 စခန်းကိုဇန်နဝါရီလ21ရက်နေ့တွေမှာသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အကြမ်းမဆက်တက်က .163 စကန်းကိုလေးချောင်းလက်နဲ့ကြည့်ပြစ်ကူများနဲ့ပြစ်ခတ်လျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘဂိုးတိုင်းလက်ပတန်းမြို့နယ်ပြင်ကရိုးကုန်းရွာပြူစောတိခေါင်းဆောင် ထေးအောင်ရှင်ရဲ့နေအိမ် drone နဲ့ဘုံကျဲတိုက်ခိုက်ခံရပြီးတော့မိလောင်ပြကျသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ28ရက်နေ့ည9:00နာရီကမှလက်ပတန်းမြို့နယ်ပင်ကရုံကုန်းရွာကပြူစောတိခေါင်းဆောင်ထေးအောင်ရှင်ရဲ့နေအိမ်ကိုအမည်မသိတဲ့အဖွဲ့က drone နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွဲမှာထေးအောင်ရှင်ရဲ့နေအိမ်ခြံထဲမှာရှိတဲ့နေအိမ်တစ်လုံး၊ဇပကြီးတစ်လုံး၊နွားတင်းကုတ်တစ်လုံးနဲ့ဒုံဝင်းဆိုသူရဲ့ခြံထဲမှာရှိတဲ့နေအိမ်နှလုံးနဲ့ကိုယ်တော်တလုံးလုံးမိလောင်ပြကျသွားတယ်လို့သိရပါဗျ။ပြူစောတိခေါင်းဆောင်ထေးအောင်ရှင်ဟာလက်ပတန်းမြို့နယ်အတွင်းမှာရှိ ှိတဲ့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့ငွေညစ်ချင်းများစစ်မှုထမ်းရလူစားထုတ်မှုများလုံဆောင်နေပြီးတော့ပြူစောတိအချင်းချင်းစစ်မှုထမ်းငွေချင်းခွဲတိုင်းများရယူရမှာအချင်းချင်းရန်ဖြစ်စကားများမှုများလည်းရှိတဲ့အတွက်ကြောင့်အဲ့ဒီတိုက်ခိုက်ခံရမှုဟာစစ်တပ်ဘက်ကလုံဆောင်တာလည်းဖြစ်နိုင်တယ်လို့သိရပါတယ်ပြူစောတိခွေးကောင်းဆောင် ထေးအောင်ရှင်ကစစ်မှုထမ်းကိစ္စနဲ့ငွေညစ်တာတွေတော်တော်လှုပ်ဆောင်နေတော့သူတို့အချင်းချင်းလဲငွေကြေးခွဲတိုင်းနေနဲ့ပတ်သက်ပြီးတော့စကားများရံဖြစ်ထားတာတွေရှိပါတယ်။ဒါပေမဲ့ဘသူလှုပ်ဆောင်တယ်ဆိုတာကတော့အခုချိန်ထိအတည်ပြုနိုင်တာမရှိသေးပါဘူး။ဘုံကျဲတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့အချိန်မှာစစ်ခွဲတွေချက်ချင်းရောက်လာပြီးတော့မိလာငိမ့်နဲ့သူတွေကိုတားဆီးခဲ့တာတွေဓာတ်ပုံအရိုက်မခံတာတွေတော့လှုပ်ဆောင်သွားတယ်။ စစ်ခွဲတွေအချင်းချင်းပဲတိုက်ခိုက်တာဖြစ်နိုင်ပါတယ်လို့ဒေသခံပြည်သူတို့ကတုံ့သက်ထားပါတယ်။ပြူစောတိခေါင်းဆောင်ထေးအောင်ရှိရဲ့နေအိမ်တိုက်ခိုက်ခံရတာတော့သိရပါတယ်။ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာဆိုတာကတော့အတိမပြုတ်နိုင်ပါဘူး။ဒေသတွင်းတော်လိုင်းတပ်ဖွဲ့တွေကလည်းဒီတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တင်ပြလာတာမရှိသေးပါဘူးလို့တာယာဝတီခရိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်အဆက်မိုးပြင်းမြို့အခြေဆိုင်ခမရ၄နှစ်နဲ့တိုင်ရင်ကစစ်မှုထမ်းတပ်သားတဲ့၄ဦးကို SSRI တပ်ဖွဲ့ကတွားရောက်ကယ်ထုတ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ29ရက်နေ့မနက်တနားရီကမှမိုးပြဲမြို့အခြေဆိုင်ခမရ၄နှစ်နဲ့တိုင်ရင်မှာတာဝန်ကျနေတဲ့ခမရ900တိုင်ရင်ကစစ်မှုထမ်းတပ်သားတဲ့၄ဦးကို ရှမ်းပြည်နယ်တောင်ပိုင်းဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU နဲ့အမတ်133ရှစ်တပ်ရင်း SSRY တို့ကတွားရောက်ကဲထုတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအလင်းဝင်ရောက်လာတဲ့တပ်သားတဲ့၄ဦးဟာအကြမ်းမစစ်ကောင်စီရဲ့စစ်မှုထမ်းကြီးညာပြီးတဲ့နောက်မတရားပေါ်တာဆွဲဖမ်းဆီးပြီးလူသစ်စုဆောင်ခြင်းခံရသူများဖြစ်ပြီးတော့၎င်းတို့ရဲ့စိတ်ဆန္ဒမပါဘဲတောင်ဝင်ထမ်းဆောင်နေရတဲ့အတွက်ဇန်နဝါရီလ25ရက်နေ့မှာတော်လှန်ပူပေါင်းတပ်ဖွဲ့များထံမှအလင်းဝင်ရောက်ရန်စတင်ချိတ်ဆက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးချိတ်ဆက်လာခြင်းကြောင့်ရှမ်းပြည်တောင်ပိုင်းဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU နဲ့ ်အမှတ်1338တတ်ရဲ SSRY တို့ကပူးပေါင်းပြီးတော့ဇန်နဝါရီလ26ရက်နေ့မှာစစ်စင်ရေးကိုစတင်ဖော်ဆောင်ခဲ့ပြီးတော့ဇန်နဝါရီလ29ရက်နေ့မှာ၄ရောက်စလုံးကိုအောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ကြောင်း Southern Shan Local Revolution Union အဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်စစ်မှုထမ်းတပ်သားတဲ့၄ဦးစလုံးကို SSLRU နဲ့ SSRY ကလုံခြုံတဲ့နေရာမှာထားရှိပြီးတော့နှွေးထွေးစွာကြိုဆိုခဲ့တယ်လို့သိရပါတယ်၎င်းတို့ရဲ့စန္ဒာအတိုင်းလွတ်လပ်စွာရွေးချယ်ခွင့်များကိုပေးသွားမှာဖြစ်ပြီးတော့တပ်ဖွဲ့များအနေနဲ့မတရားတပ်သားတဲ့အဖြစ်နဲ့စုဆောင်းခံရတဲ့ ဲ့စစ်မှုထမ်းများနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလိုက်လဲစွာကြိုဆိုလျက်ရှိပြီးတော့အကြမ်းဖက်စစ်ကောင်စီထံကနေရုံထွက်ပြီးပြည်သူလူထုနဲ့အတူပူးပေါင်းပါဝင်ပေးကြရန် SSLRU အဖွဲ့ကအသိပေးနှိုးဆော်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘင်းမျိုးရှမ်းချောင်းရက်ွက်ကအမျိုးသားတအုပ်ကိုစစ်ကောင်စီတပ်ကလာရောက်ဖမ်းဆီးခဲ့ပြီးတော့နေအိမ်ကိုလည်းချိတ်ပိတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခုလ24ရက်နေ့ည7:00နာရီဝန်းကျင်ကရှမ်းချောင်းရက်ွက် ကုံစိမ့်ဇေကြီးအနောက်ဘက်မှာနေထိုင်တဲ့အသက်30ကျော်အရွယ်ကိုသားပုဆိုသူကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကသူ့ရဲ့နေအိမ်မှာဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ရက်ကွက်နေပြည်သူတွေကပြောပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနေမြေကပြူစောထီတွေနဲ့ဘိမျိုးစစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့စရဖအဖွဲ့ဝင်တွေကလာရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ရက်ကွက်နေပြည်သူတွေကပြောပြခဲ့ပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာကိုသားပုရဲ့ညီဖြစ်သူကိုလာရောက်ဖမ်းဆီးတာဖြစ်ပြီးတော့ညီမရှိလို့အကိုကိုဖမ်းသွားတာဖြစ်တယ်လို့ အဖမ်းခါတဲ့သူနဲ့နီးစပ်သူတဦးကပြန်လဲပြောပြထားပါလေသူ့ရဲ့ညီကအိမ်ကနေထွက်သွားတာကြာပြီပေါ့အခုကသူ့ညီနာမည်နဲ့လာဖမ်းတာညီမရှိလို့အကိုကိုဖမ်းသွားတယ်လို့အဖမ်းခါသူနဲ့နီးစပ်တဲ့ ်ပငယ်ချင်းကပြန်လဲပြောပြထားပါတယ်ကိုသားပုကိုဘိမ့်မျိုးတိုင်ယုံတဲ့ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပြီနော်မိသားစုတွေနဲ့အဆက်အသွယ်မရသေးပဲဖြစ်နေတယ်လို့ဤဆက်သူတွေကပြန်လဲပြောပြထားပါတယ်ကိုသားပုကိုဖမ်းဆီးပြီးတဲ့နောက်ကိုသားပုရဲ့နေအိမ်ကိုလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကချိတ်ပိတ်ခဲ့ပြီးတော့မိသားစုဝင်တွေကိုနေအိမ်မှာနေထိုင်ခွင့်မပေးတော့ဘူးလို့ရက်ွက်နေပြည်သူတွေရဲ့ပြောပြချက်အရာသိရပါတယ်ဘိမ့်မျိုးမှာပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမြို့ကန်တွေကိုစစ်ဆေးဖမ်းဆီးတာတွေခက်ဆိတ်ဆိတ်ပြန်လုပ်နေလို့မြို့ကန်တွေအနေနဲ့စိုးရိမ်နေကြရတယ်လို့သိရပါတယ်ပြီးခဲ့ တဲ့နှစ်ဒီဇင်ဘာလ22ရက်နေ့ညကလည်းဘိမ်းမြို့ဒဝဲကမ်းရပ်ကွက်ကဘီလျက်ခုံတစ်ခုမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဝင်ရောက်စစ်ဆေးခဲ့ပြီးတော့ဆိုင်းရှင်အပါဝင်လူငယ်အမျိုးသား9ဦးကိုဖမ်းဆီးခဲ့သေးတယ်လို့ရပ်ကွက်နေပြည်သူတွေထံကသိရှိရပါတယ်။ဒါအပြင်ဘိမ်းမြို့မှာအခုလထဲမှာညဘက်တွေတကောင်စီရင်တွေစစ်ဆေးတာတွေကိုလည်းရပ်ကွက်အများစုကဇက်တိုက်လှုပ်ဆောင်နေတယ်လို့မြို့ကန်နေစီကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းကြိုက်လက်မြို့နယ်မှာရှိတဲ့ခြေရွာများမှာအုတ်ချုပ်ရဲမှုများကစစ်မှုထမ်းများကိုငွေကြေးထောက်ပံ့ရန်ဆိုပြီးတော့လောင်ကစားဝိုင်းများပြုလုပ်နေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလဆန်းပိုင်းကစပြီးတော့ကြိုက်လက်မြို့နယ်အတွင်းမှာရှိတဲ့တာယာဝဲခြေရွာ၊အလန်းတွက်ခြေရွာ ကလက်ရက်ကျေးရွာနဲ့အနီးနားမှာရှိတဲ့ကျေးရွာအုပ်စုများမှာကျေးရွာအုပ်ချုပ်ရေးမှူးများဦးဆောင်ပြီးတော့စစ်မှုထမ်းများကိုငွေကြေးထောက်ပံ့နိုင်ရန်အတွက်ဆိုပြီးတော့လောင်ကစားဝိုင်းများကိုစီကားစွာပြုလုပ်နေကြခြင်းဖြစ်တယ်လို့သိရပါတယ်။အဲဒီလောင်ကစားဝိုင်းများမှာ၆ကောင်းအင်္ဂလုံကြက်ဝိုင်းနဲ့ဖဲဝိုင်းများပါဝင်ပြီးတော့တပတ်ကိုတစ်ချိန်ကနေနှစ်ချိန်ပြုလုပ်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အဲဒီလောင်ကစားဝိုင်းများကိုတာယာဝဲကျေးရွာအုပ်ချုပ်ရေးမှူးမျိုးဦး အုတ်ချုပ်ရေမူဟောင်းတန်းထွန်လောင်ကစားသမားများဖြစ်ကြတယ်တန်းတိုင်းအလန်းတော်ရွာကထွန်းထွန်းတို့ကဦးစီးပြီးတော့လှုပ်ဆောင်နေခြင်းဖြစ်တယ်လို့သိရပါတယ်အုတ်ချုပ်ရေမူမျိုးဦးဦးဆောင်တဲ့လောင်ကစားသမားများကမြို့နယ်စီမံအုတ်ချုပ်ရေအဖွဲ့ဥက္ကဋ္ဌမင်းအောင်မြို့နယ်စီမံအုတ်ချုပ်ရေအဖွဲ့ဝင်ဘုံမူးတက်ဝေနိုင်မြို့နယ်ရေမူနဲ့စခန်းမူခရိုင်ဒနာအဖွဲ့ကတက်ကြည်ဇွန်မင်းထွန်းတို့ကို ပတ်စံပေးပြီးတော့လောင်ကစားဝိုင်းများပြုတ်လုံနေတဲ့အတွက်ကြောင့်အဲ့ဒီအဖွဲတွေကိုဖမ်းမဲ့စီးမဲ့သူမရှိဘူးလို့သိရပါတယ်ဇန်နဝါရီလကစပြီးတော့ကြိုက်လန့်မြို့နယ်ထဲမှာရှိတဲ့ကျေးရွာတွေမှာကျေးရွာအုပ်ချုပ်ရေးမှုတွေကဥဆောင်ပြီးတော့စစ်မှုထမ်းတွေကိုငွေကြေးထောက်ပံ့နိုင်ဖို့အတွက်လောင်ကစားဝိုင်းတွေကိုစီကားစွာနဲ့ပြုတ်လုံနေတာပါ 6ကောင်အင်္ဂလုံကြက်ဝိုင်းဖဲဝိုင်းစတဲ့လောင်းကစားဝိုင်းတွေပါဝင်ပါတယ်တပတ်ကိုတစ်ချိန်ကနေနှစ်ချိန်ပြုတ်လောက်ကြတယ်လောင်းကစားဝိုင်းတွေကိုတာယာဝဲကြီးရွာအုတ်ကြီးဦးမျိုးဦးနဲ့အပေါင်းပါတွေကဥဆောင်ပြီးတော့ပြုတ်လောက်နေတာပါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရဲနဲ့စစ်ခွေးတွေကလည်းပတ်စံပေးထားတော့ဖမ်းမဲ့သူမရှိဘူးဖြစ်နေပါတယ်စစ်မှုထမ်းဖို့အတွက်လူတွေမရှိတော့တဲ့အတွက်ကြောင့်စစ်မှုထမ်းရဖို့ ငွေချေးမလုံးတွေပေးပြီးဝယ်ယူတာတွေဝင်ခိုင်းနေတာတွေလုပ်ဖို့အတွက်လောင်ကစားဝိုင်းတွေပြုတ်လုပြီးတော့ငွေရှာနေရတာလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။လက်ရှိအချိန်မှာကြိုင်လန့်မြို့နယ်ကအုပ်ချုပ်ရေးမှူးများဟာစစ်မှုထမ်းထည့်သွင်းရန်လူငယ်များမရှိတော့တဲ့အတွက် အထက်ဌာနကဖီအားပေးချင်းချောက်မှုတွေကြောင့်စစ်မှုထမ်းအစားထိုးထည့်သွင်းနိုင်ရန်ငွေကြေးမလုံးပေးပြီးတော့ဝယ်ယူကာစစ်တပ်ထဲကိုထည့်နေရခြင်းကြောင့်စစ်မှုထမ်းများအတွက်ငွေကြေးထောက်ပံ့နိုင်ရေးအတွက်ဆိုပြီးတော့ဌာနဆိုင်ရာများကိုပတ်စံပေးပြီးခွင့်ပြုချက်ရယူပြီးတော့လောင်ကစားဝိုင်းများကိုပြုလုပ်ကာအခုလိုမျိုးငွေရှာနေရခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ